င်ကအရင်ကလေးကသူကရင့်ကျက်ပါတယ်ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာညီမလေးကလည်းအိမ်အောင်ပြုသွားတယ်သူကအခုတထေးမကြီးဖြစ်နေပြီပေါ့နော် You are my ငါချမ်းနဲ့တကောင်မြတ်ဘောတိတပ်ဖြစ်လို့ရှိကလေးလေးလည်းငယ်နေသေးလို့ပေါ့နော်နောက်တစ်ချိန်ကလေးလေးသူလှုပ်လို့ရပြီဆိုတဲ့ချိန်ကျရင်တော့အဲ့ဒီပိုးရှိတဲ့အတွက်လူပညာသမားတော့လူပညာပဲလှုပ်ချင်တာပဲပေါ့နော်ပြန်လှုပ်စေချင်ပါတယ် You are my life You are my princess သူကကလေးမင်းဖြစ်နေတာကျွန်တော်ကလေးဖြစ်နေတာ ကျွန်တော်ကိုကြိမ်လေးကိုကိုကိုခလေးလိုပဲခံယူထားတဲ့ကြောင့်မို့လို့အပူမရှာသေးဘူးပေါ့နော်စိန်လင်းပြန်လာပြီစိန်လင်းပြန်လာပြီဒီတစ်ခါပြန်လာတဲ့စိန်လင်းရကြတော့စိန်လင်းရဲ့အရှိမ today ထည့်လိုက်တယ်။ today စိန်လင်းဖြစ်သွားတာပါเนาะဒီ2020နဲ့2026မှာ စိန်လင်းသည်အသစ်သဖန်ပြန်လဲပြီးတော့မိသားစုတွေပြည်သက်တွေအားလုံးရွှေမောက်ကို ပြန်လဲထွက်ပေါ်လာတဲ့အခါမှာဒီသချင်းနေနဲ့ပါကျွန်တော်ပြောပြောရွှေရွှေနဲ့ဒီဆိုဖြောပြမှုတွေနဲ့မြင်တွေ့ရတော့မှာပါအသေးချမ်းပါเนาะအာ double chance triple chance နေချမ်းတော့ပါ အဲကိုဗစ်ကိုဗစ်မတိုင်ခင်က2019လောက်မှာစိန်လင်းနဲ့ပိုးစားပြုခင်တော့နေပြီးတော့ပေါ့နော်အဲ you are my life ဆိုတဲ့ကျွေးဆောင်လေးတပုတ်ထွက်ခဲ့ပါတယ်ပြိတက်တဲ့အရန်ကြိုက်ကြတဲ့အားပေးကြတယ်အရန်လည်းပောက်ခဲ့တယ်ပေါ့နော်အဲ့ချင်းလေးပြီးတော့စိုင်းမိုင်တဲ့စိန်လင်းနဲ့ဆိုပြီးတော့ဖြောပြပွဲတွေအမှုပညာအနေနဲ့ကြော်ညာတွေတော်တော်များများရိုက်ခဲ့ရတယ်အဲအဲ့နောက်ပိုင်းကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာညီမလေးကလည်းအိမ်အောင်ပြုတ်သွားတယ် တော့အခုတထေးမကြီးဖြစ်နေပြီပေါ့နော်အဲ့တော့သူလည်းအမှုပညာကိုတော့ဝါသနာပါသေးရဲ့အတွက်ကြောင့်ပေါ့တော့တခြင်းလေးထက်ထက်ပြီးထုတ်နေရတွေ့ရဒါပေမဲ့ तू ကမန္တလေးမှာနေရကျွန်တော်ရန်ကုန်မှာဆိုတော့တိတ်ပြီးတော့အဆက်အသွယ်တော့မရှိဘူးအန်တီနဲ့ကတော့အန်တီအင်းကြီးနဲ့ကတော့အမြဲတမ်း connection ရှိတယ် အန်ဒီကစင်ကာပူသွားလိုက်ရန်ကုန်လာလိုက်မန္တလေးသွားလိုက်ဆိုလို့ရှိရင်ရန်ကုန်ရောက်ပြီဆိုရင်ကျွန်တော်တို့သားမိတွေကဖုန်းပြောဖြစ်တယ်ဟိုရင်းရင်းနှီးနှီးရှိပါတယ်အဲ့တော့ဘာပဲဖြစ်သူလည်းသူ့အိမ်နောင်နဲ့သူ့ကလေးနဲ့မအားဘူးဖြစ်နေတာပေါ့နော်ညီမလေးခုနမေးပေါ့အကဲများအနုပညာလုပ်တွေတွဲပြီးလုံးလို့ရအောင်မယ်ဆိုလို့ရှိရင်လည်းပြည်သက်တွေဟိုထပ်ပြီးတော့ပေါ့နော်တင်ဆက်ဖို့တည်းကျွန်တော်တို့ကတော့ဟိုအစီအစဉ်ရှိလာမှာပါဟုတ် You are my life You are my princess သူကကလေးမေဖြစ်နေတာကျွန်တော်ကလေးဖြစ်နေတာ ကျွန်တော်ကိုကြိန်ဒီကိုကိုကိုခလေးလိုပဲခံယူထားတဲ့အကြောင်းမို့လို့အပူမရှာသေးဘူးပေါ့နော်အာဆိုင်းမိုင်ကအရင်ကတည်းကသူကရင့်ကျက်ပါတယ်ဘာပဲဖြစ်ဟိုသူသည်လူငယ်ဘဝမှာတော့ကလည်းအနုပညာကိုအရန်စူးစားခဲ့တယ်ပြီးရခါကျတော့သူအာစီးပွားရေးလည်းအရန်လုပ်တဲ့မြန်မာလေးပေါ့နော်အခုချိန်မှာလည်းသူဝါသနာပါတဲ့သူ့ရဲ့ passion ဖြစ်တဲ့ဒီယဒနာဆိုင်လုပ်ငန်းကိုပေါ့နော်သူလုပ်ကြနေတဲ့အခါမှာလည်း သူကအချိန်တူတူတွေမှာဝုန်းကနေပရိသတ်တွေယုံကြည်မှုတွေလည်းရတယ်ပြီးတော့ဝယ်ယူအားပေးတဲ့ customer တွေအများကြီးရဲ့ချစ်ခင်မှုတွေရတယ်အဲ့လိုရတဲ့နောက်ကမှသူတယောက်တည်းအကျိုးမြတ်ခံစားရမျိုးမဟုတ်ပဲနဲ့အများနဲ့အလိုတန်းတွေကိုလည်းအကြီးကြီးလှုပ်ပြီးတော့ဒါကုသိုလ်ပြုနေတာတွေ့ရတဲ့ကြောင့်မို့လဲသူ့အတွက်ဂုဏ်ယူတယ်ပေါ့နော်ရှိပါတယ်တကယ်တော့လေဟွာသူနဲ့သစင်းတွေထပ်လုပ်ဖို့အဲ့ဒီကပြောခဲ့ပြီးတော့ပေါ့အเจ้าမျိုးမျိုးကြောင့်သစင်းလေးတွေထပ်ပြီးတော့မလုပ်ဖြစ်ပဲနဲ့ကျွန်တော်လည်းသစင်းအစ်စ်တွေမလုပ်ပဲနားထားတာတစ်နှစ်လောက်ရှိပြီပေါ့နော်အဲ့တော့ပြန်ပြီးတော့လုပ်ဖြစ်သွားမှာအခုလောလောဆယ်တော့ ျွန်တော်ရဲ့တကူတော့တချင်းလေးတွေဆက်ပြီးတော့လုပ်နေပါတယ်ဟုတ်အာပြန်လုပ်စီခြင်းပါတယ်အမှုပညာဆိုတာကလေပိုးရှိတဲ့လူအားတွေဘယ်တော့မှမသိဘူး သေးတဲ့ဘိုးတန်းမှာလူပညာဘိုးပါရပေါ့နော်အခုသူကဒါသူအိမ်ဆောင်လေးသူခုပြုပြီးတော့တီထောင်နေတယ်ပြီးတော့ကလေးလေးလည်းငယ်နေသေးလို့ပေါ့နော်နောက်တစ်ချိန်ကလေးလေးသူလှုပ်လို့ရပြီဆိုတော့ချိန်ကြရတော့အဲ့ဒီဘိုးရှိတဲ့အတွက်လူပညာသမားတော့လူပညာပဲလှုပ်ချင်တာပဲပေါ့နော်အဲ့အတွက်ဟိုဖိတ်ချက်ကြီးလဲသူ့ကိုမျောလင်းနေဆိုလို့ရှိရင်အငြင်းတန်းသူ့ကောမန့်လေးတွေတော်တော်ပြီးရေးပြီးတော့အားပေးပေးလိုက်ပါပြန်ပြေးချင်ပါတယ်ဆိုပြီးတော့ဟုတ်ကဲ့ပါ today စိန်လင်းဆိုပြီးတော့ဆက်စူးစမ်းနေပါတယ်ပြည်သက်တွေချစ်ပေးပါအားပေးပါအောင်လို့ပြောချင်ပါတယ်